ပြင်မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကျွန်တော်လေ့လာထားသမျှကျွန်တော်လည်းလမ်းမီပြီးလေ့လာထားသမျှအင်ဂျင်ဝိုင်းအကြောင်းကိုအခြေခံသဘောတရားတွေကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဒီပြီးနားလည်ပြီးသားတယ်ဒီပြီးနားလည်ပြီးတဲ့ပညာရှင်များလည်းကြုံသွားလို့ရပါတယ်ကျွန်တော်တင်ပြနေတဲ့ပုံစံအတိုင်း လွယ်ဆုံးအရှင်းဆုံးအထီရောက်ဆုံးပုံစံနဲ့ကျွန်တော်ညမျက်မှာဖြစ်ပါတယ်။ Enjoy ဆိုတာပါလေ။ Enjoy ဆိုတာစက်ပစ္စည်းတွေရဲ့အတွင်းမှအစိပ်ပိုင်းအားလုံးတွေကိုလွယ်ကူချုံးမဆိုတာလဲပတ်ဖို့နဲ့အင်ဂျင်အပူအေးဖလှယ်ပြီးတော့အင်ဂျင်ကိုအေးဖို့နဲ့အင်ဂျင်ထဲမှာရှိတဲ့စက်ပစ္စည်းအစိပ်ပိုင်းအားလုံးကိုပုတ်တိုက်မှုထံပုံစားမှုထံဟိုရှော့ချပေးဖို့နဲ့အင်ဂျင်ကိုတန့်ရှင်းမှုအင်ဂျင်ကို တန်ရှင်းမှုနဲ့အင်ဂျင်ကိုကြီးညော်ပြီးကင်းလုပ်ဖို့အတွက်အင်ဂျင်တစ်ခုရဲ့နှလုံးသားလိုတင်တင်တင်စားလို့ရမယ်အင်ဂျင်ရဲ့အဓိကမဖြစ်ဖြစ်အရေးကြီးတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်။အဲ့မှာအင်ဂျင်ဝိုင်းမှာဆိုရင်ကျွန်တော်တို့အဓိကအကြမ်းမြင်အခြေခံအဖြစ်၃မျိုးရှိပါတယ်။ mineral wine mineral wine တဘာဝတဘာဝ twin တို့ကအခြေခံပစ္စည်းတွေကနေပြီးတော့အကြမ်းထုတ်လုပ်ထားတယ်ကျွန်တော်တို့ mineral wine တဘာဝ အခြေခံလွင်တော်တထုပစ္စည်းတွေအနေနဲ့ထုတ်ထားရစီရှိပါမယ်နောက်တစ်ခါဆင်မီစင်သက်တဲ့အင်ဂျင်ဝိုင်းတဘာဝလွင်ထွက်တထုပစ္စည်းတွေနဲ့ကျွန်တော်တို့ဓာတုဓာတုပစ္စည်းတွေနဲ့ရောဆက်ပေါင်းဆက်ပြီးတော့ပသိတိဆောက်ထားတဲ့အင်ဂျင်ဝိုင်းမျိုးစားရှိပါမယ်နောက်ခါ fully synthetic အင်ဂျင်ဝိုင်းဓာတုဝေဒနီးနဲ့အပြည့်အဝ ထုတ်လုပ်ထားတဲ့ engine wire မျိုးစားရှိပါမယ်။အဲ့မှာ mineral engine wire mineral engine wire ရဲ့အဓိကအားနည်းချက်ကအပူရောင်ကိုကျွန်တော်တို့ကောင်းစွာစနစ်တကျမခံနိုင်ဘူးဖြစ်တယ်။အဲ့သူ့ရဲ့အဓိကအသားချက်ကတော့ဈေးနှုန်းချူတာတော့သူရှိရပါတယ်။အဲ့မှာ system သစ် synthetic spoolie synthetic engine wire ဒီကအသားချက်ကတော့ သတ်မှတ်ထားတဲ့စက်ပစ္စည်းရန်တရားအားလုံးကိုရဲ့သတ်မှတ်ထားတဲ့ဆန်ကျင်ဆန်ညောအမိဘဂေါစတရီစီပြမှုတွေသူ့ရဲ့ပအဝင်ရဒီတာချင်းပအဝင်ရမဲ့တန်ရှင်းမှုပစ္စည်းတွေသူ့ရဲ့အရီဒစ်ပစ္စည်းတွေကိုသတိကြဖွဲ့စည်းတိစောက်ထားပြီးတော့ကျွန်တော်တို့ mineral wine ကိုပြန်လဲ chemical plant အနေနဲ့ပြန်လဲပြုပြင်ထုတ်လုပ်ထားပြီးတော့ထုတ်ထားတဲ့ fully synthetic ဓာတုပိတာပြုဝင်ထုတ်ထားတဲ့ engine wine ဖြစ်ပါတယ်။သူကတော့ zinno ကြီးမြင့်တာဖြစ်ပါတယ်။ ဟုတ်ပြီကျွန်တော်တို့အင်ဂျင်ဝိုင်းမှာဆိုရင်ကျွန်တော်တို့ SAE C ဆိုတာပါပါမယ် SAE C ဆိုတဲ့ဘောက Society of Automotive Engineer American ဖွဲ့သတ်မှတ်ထားတဲ့ SAE C ဆိုတာဒီ Bogosti ရဲ့စီးပင်းလုံးကိုသတ်မှတ်တဲ့အစင်တန်းဖြစ်ပါတယ်အဲ့မှာ ABI ABI ဆိုတာဘာလဲ ABI ဆိုတာ American Petroleum Institute American အလွဲတော့ American ကျွန်တော်တို့အဖွဲ့ရနေပြီးတော့ သတ်မှတ်ထားတဲ့စံရင်းစံညွှန်းပေါ့ဗျာ ABI မှာဆိုရင်ကျွန်တော်တို့ S ကြည့်မယ် C ရှိမယ် S ဆိုတာကျွန်တော်တို့အလွယ်ပတ်ထိုးဓာတ်စီအင်ဂျင်ကိုကူစားပြုတာပေါ့ဗျာ spec ignition ကိုခေါ်တယ်သူရဲ့ဓာတ်စီအင်ဂျင်ကိုကူစားပြုတဲ့ S ဖြစ်ပါတယ် C ဆိုတာကတော့ကျွန်တော်တို့ commercial ဩကျွန်တော်တို့ commercial engine ဒီစေ commercial engine ဒီစေ engine ကိုကူစားပြုတဲ့ C သင်္ကေတဖြစ်ပါတယ်အဲ့မှာ S down ကအကနန်းနေတယ် အဲ့မှာကျွန်တော် engine 1ရဲ့အဆင့်အတန်းဆိုတာ s နောက်မှာသူက a ကနေပြီးတော့အခု a ကနေရေးပြီးတော့ကျွန်တော် abc senior light ကနေစနေပြီးတော့ကျွန်တော်ထုတ်လုပ်လာခဲ့တာအခုဆိုရင် sn sb လို့တော့တောင်းနေပါပြီအဲ့ c ကျွန်တော်တို့ detail engine အတွက်လည်းကျွန်တော်တို့ abc တွေကနေစထုတ်ခဲ့တာနေပြီးတော့ ci ci cj ck တို့တွေတောင်းနေပါပြီအဲ့တော့ကျွန်တော်တို့ အင်ဂျင်တစ်ခုရဲ့ဘက်ကောစရီစီးပြင်းတော့စီးပြင်းတော့ကဘာလဲငင်းတော့စီးပြင်းတော့မှာအင်ဂျင်ကျွန်တော်တို့ဘက်ကောအင်ဂျင်အင်ဂျင်ဝိုင်းတစ်ခုရဲ့စီးပြင်းတော့ကကျွန်တော်တို့မိုနိုဂရိတ်ရှိမယ်မာတီဂရိတ်ရှိမယ်မိုနိုဂရိတ်ဆိုတော့ဘလူးချင်းနေဘလူးတိုင်းတာဘလူးပူချိန်မှာပဲဖြစ်ဖြစ်စီးပြင်းတော့ကတသက်မထဲတပုံစံနဲ့ပဲဖြစ်တာဖြစ်ပြီးတော့မာတီဂရိတ်ဆိုတဲ့သဘောကတော့ကျွန်တော်တို့ကျွန်တော်တို့ minus 18 18 ဒီဂရီဆက်စီရမှာဆိုရင်ဥပမာခြေကန်အဖြစ်အနှုတ်18ဒီဂရီဆက်စီရမှာဆိုရင်ကျွန်တော်တို့ဥပမာ 15W 40ထားကြပါလို့ဗျာအဲ့မှာဆိုသူ့ရဲ့ velocity ရဲ့စီးပင်းတော့ကျွန်တော်15ရှိမယ်ဗျာအဲ့မှာ W ဆိုတာဝင်တာဝင်တာအေးတဲ့ချိန်မှာစောင်းရသည်မှာသူ့ဟာ15စီးပင်းတော့ရှိမယ်အင်ဂျင်ပူတဲ့ချိန်မှာကျွန်တော်တို့40အင်ဂျင်စီးပင်းတော့က40ရှိမယ်ဗျာ အဲ့ဒါကျွန်တော် Mali Grade ကျွန်တော် Mali Grade engine wire engine wire စီးပင်းတွေကိုကျွန်တော်တို့ပြောင်းလဲလို့ရတဲ့ကျွန်တော်ပုံစံဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုကကျွန်တော်တို့နောက်တစ်ခုကကျွန်တော်တို့ ACEC ACEA ကျွန်တော်အစို Association Dutch Constructor European and Automobile ဒါမှမဟုတ် European Automotive Manufacturer Association လို့ခေါ်တယ် ကျွန်တော်ဥရောပအဖွဲ့အစည်းပေါ်ရွာလွယ်လွယ်ဥရောပဖွဲ့စည်းတက်မှတ်ထားတဲ့စံတက်မှတ်ထားတဲ့ engine နေရှိမယ်အဲ့ဒါတွေကတော့ ABCD တွေ CCD တွေနဲ့ ECD တွေဖြစ်မယ် ABCD ကတော့ A ကကျွန်တော်တို့ petrol ဓာတ်ဆီတွေဖြစ်ပြီး B ကကျွန်တော်တို့ diesel တွေဖြစ်မယ်အဲ့ဒါတွေကတော့အရင် O model တွေဖြစ်မယ် CCD ကတော့ကျွန်တော်တို့ခုပေါ်တဲ့ model တွေကကျွန်တော်တို့ low SCB တို့ low SCB ပါတဲ့ engine နေကျွန်တော် image system ဒီမှာဥပမာ DBS ကြီးပြကျွန်တော်တို့ European Full Black Engine တွေမှာဥမာဒီဇယ် particular filter ပါတွေ EGR ဆိုခေါ်တဲ့ Ethanol Gas Recirculation ပါတွေတော့ Catalyst Converter ပါတဲ့ system တွေမှာသုံးတယ်ကျွန်တော်တို့ဥရောပအဆက်သတ်မှတ်ထားတဲ့ engine wine တွေဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အလွယ်ကျွန်တော်တို့ motorcycle တွေမှာသုံးမယ်ကျွန်တော်တို့ API မဟုတ်တဲ့ကျွန်တော်တို့ Jetsu ပေါ့ဗျာ Jetsu ဆိုတော့ကျွန်တော် Japanese Automotive Standard Organization ကနေဂျပန်ဖွဲ့ပေါ့ဗျာ တက်မှတ်ထားတဲ့ကျွန်တော်တို့မော်တော်ဆိုင်ကယ်တို့ကတက်မှတ်ထားတဲ့အင်ဂျင်ပိုင်းမျိုးစားရှိမယ်အဲ့ဒီကတော့ MD MD1 နေ MD MD2 တွေနောက်က Jesus MD MD2 တွေအာကျွန်တော်တို့ manual gear တွေတို့ကဖြစ်ပြီးတော့ MD ရဆိုရင်ကျွန်တော် auto mobile automatic လေတဲ့ကျွန်တော်တို့ gear ပါတဲ့ auto gear တွေတို့ကထုတ်လာတဲ့ motorcycle engine ဖြစ်ပါတယ် ုတ်ဘူးကျွန်တော်ကတော့ကျွန်တော်တင်ပြနေတဲ့ပုံစံနဲ့အလွယ်ဆုံးအရှင်းဆုံးနဲ့နားလည်ရအောင်အလွယ်ဆုံးတစ်ခုကျွန်တော်ပြုတ်ပြမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာရှိတဲ့အင်ဂျင်နီယာလေးကိုတစ်ချက်ကြည့်ကြည့်ပေးပါကျွန်တော်တို့ SAE SAE သူက society society automotive engineer သူရဲ့စံသတ်မှတ်တစ်ခုဒီစံသတ်မှတ်တစ်ခုဖြစ်ပါတယ် SAE ဆိုတာအဲ့မှာကျွန်တော်တို့ 20W SW 90ဆိုတော့ပါလဲ W ဆိုတော့ဝင်တာစောင်းရသည် အင်ဂျင်မပူခင်မှာ ဖြစ်ရမယ်သူ့ရဲ့အပူချိန်က20စီပင်တုံရှိမယ်အင်ဂျင်အပူချိန်မှာဆိုရင်စီပင်တုံက90ဒီဂရီပြောင်းပြီးမယ်အဲ့တော့ကတော့ API API ဆိုတာ API gate ပေါ့ API gate ဆိုတာကျွန်တော်တို့ American Petroleum Standard ကနေပြီးတော့သတ်မှတ်ထားတဲ့စံသူ့အဖွဲ့မှာလို့ C C ဆိုတာသူအဓိက commercial ဒါမှမဟုတ်ရင်ကျွန်တော်တို့ taxi engine ကိုကိုးစားပြုတဲ့ နာမည်အဲ့မှာစီနောက်ကခဏစီနောက်ကခဏ CA ရတဲ့စထုတ်ခဲ့ရနေပြီးတော့ CI ရှိမယ် CI ရှိမယ် CJ ရှိမယ် CK ရှိမယ်ပေါ့ဗျာအခုနောက်ဆုံးထွက်တာလေအဲ့မှာသူ CI မှာဆို CI4 သူ့ရဲ့အဆင့်ကဓာတ်စီရင်မှာ CI အဆင့်ရှိတယ်ဖိုးဆိုတာကျွန်တော် post တော့ပေါ့ဗျာနောက်တစ်ခုသူ ਆ ဆိုရင်နောက်ကဓာတ်စီအဆင့် S ဓာတ်စီ spec aggression ဓာတ်စီအင်ဂျင်တွေပါဆိုရင်လည်းပဲအဆင့်ရှိတာဖြစ်တယ် အဲ့လိုပဲ SK နောက်ကနေ ABCD စထုတ်ခဲ့ရနေပြီးတော့အခု SN SB တို့တော့ရောင်းနေပါပြီအဲ့မှာသူ့ရဲ့အဆင့်ကအဆင့်လို့သတ်မှတ်တာဖြစ်ပါတယ်နောက်ကဖူးလီစင်သက်စ်ဖူးလီစင်သက်စ်ဆိုတာလုံးစုံအပြည့်အဝဓာတုဝင်းင်းနဲ့ထုတ်ထားတာကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်အင်ဂျင်ဝိုင်တစ်ခုကိုဝဲမယ်ရောင်းမယ်သုံးမယ်ဖြစ်ဖြစ်အင်ဂျင်တစ်ခုမှာပါတယ်စံလုံးစံလုံးကိုအလွယ်တကူ သိရှိနားလည်နိုင်အောင်ကျွန်တော်တို့ဤဒီခြင်းနဲ့ဆန္ဒဖြစ်ပါတယ်။အင်ဂျင်ဝိုင်းပစ္စည်းတစ်ခုဝယ်တယ်။အော်ဈေးချိုတယ်ဘာလို့လဲ။ဒီကောင်က mineral wine ကြောင့်။ဒါကစင်မီစင်သက်တဲ့ကြောင့်။ဒါကတော့ဖူလီစင်သက်တဲ့ကြောင့်။နောက်ကဒီထုတ်လုပ်တဲ့နိုင်ငံတွေတင်သွင်းတဲ့ company တွေရဲ့ရည်သွေးအစင်တိုင်းကိုမှုပြီးတော့အင်ဂျင်ဝိုင်းဈေးနှုန်းနဲ့အင်ဂျင်ဝိုင်းအသုံးပြုမီစတဲ့တဲ့နဲ့မျိုးမျိုးကွဲပြားနိုင်ပါတယ်။မျိုးတို့ကရွေးချယ်သုံးဆွဲပြီးတော့ကျွန်တော်တို့နိုင်ငံ အပူချိန်နဲ့ကိုက်မဲ့ဟာကိုရွေးချယ်နားလေတဲ့ကြတဲ့ပညာရှင်တဲ့အတိုင်းပဲအားမို့ရင်မိမိတို့ရန်ရရားစက်ပစ္စည်းတွေမှာသက်မှတ်ရင်းညွှန်းထားတဲ့ manufacturer guide တွေမှာ user guide တွေမှာပြထားတဲ့ engine wire engine grade တွေကိုတိုင်းသုံးဆွဲကြရမှာဆိုရင်ကျွန်တော်တို့ engine တက်တန်းဟာသက်မှတ်ထားတဲ့တက်တန်းတိုင်းကျွန်တော်တို့ကြာရှည်စွာသုံးဆွဲနိုင်မှာဖြစ်ပါတယ်